ငွေရှိတာကိုငွေရှိစာချုပ်မချုပ်ဘဲနဲ့အင်ရှန်မြေအယောင်းဝင်ဇယံပြေးစာချုပ်အဖြစ်ရှုဆိုကြတာဟာကျွန်တော်ပတ်ဝန်းကျင်မှာအမတန်ခက်ဆတဲ့ကိစ္စတစ်ခုပါမိတ်ဆွေတို့အထက်မှာငွေလိုလို့အတိုးနဲ့ပတ်စံရှိတဲ့အခါမှာငွေရှင်ကငွေရှိစာချုပ်မလုပ်ဘဲနဲ့အင်အယောင်းဝင်ဇယံပြေးစာချုပ်လုထားလိုက်မယ်လို့ပြောတာမျိုးကြုံဘူးကြရမလားပတ်စံကလည်းလို့တော့ဘာပဲဖြစ်ဖြစ်လက်မှတ်ထိုးလိုက်မယ်ဆိုပြီးတော့သဘောတူမိကြတာမျိုးရှိတတ်ကြပါတယ်ဒါပေမဲ့မိတ်ဆရာရှိတာက တကယ်တမ်းအိမ်ရောင်းမစိကူမရှိပဲနဲ့ငွေရှိကျင်လို့ဟန်ဆောင်စာချုပ်ဆိုတဲ့ဒီလိုအယောင်းဝင်စာချုပ်တွေကဥပဒေအရတရားဝင်သလားတကယ်လို့ပြည်ထနာတက်ရင်ကိုယ့်အိမ်ကြီးတစ်ခုလုံးဆုံးယုံသွားနိုင်သလားဆိုတာကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိမ်းအောင်ပါဒီနေ့မျှဝေမဇလန်အတွက်2012မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်အေးအေးနဲ့ဒေါ်နန်းလီခေါ်ဒေါ်လီလီလှိုင်းတရမဒုတိယအယူခံမှုစီရင်ထုံးကိုအဓိကကိုယ်ကတင်ပြသွားမှာဖြစ်ပါတယ်ဒီဇလန်က2009ခုနှစ်လောက်ကမန္တလေးမှာဖြစ်ခဲ့တာပါ တရေလိုဒိုနန်းလီကတရေပြန်ဒိုအေးအေးကိုတရားဆွဲပါတယ်ဒိုနန်းလီကဗာပြောလဲဆိုတော့ဒိုအေးအေးဟာသူ့စီကနေအိမ်နဲ့မျိုးကိုကြက်သိန်း3000နဲ့ရောင်းဖို့သဘောတူခဲ့တယ်ဇင်ယန်ငွေအဖြစ်ကြက်သိန်း2000နီးပါးယူထားပြီးပြီအခုကြတော့အိမ်လဲလွှဲမပေးဘူးပတ်စံလဲပြန်မပေးဘူးဆိုပြီးတော့တရားဆွဲတာပါမူလယုံနဲ့တိုင်းတရားလွှတ်တော်တော်ကစာချုပ်မှာလက်မှတ်ထိုးထားတာဟာအထင်ရှားရှိတဲ့အတွက်ကြောင့်ဒိုအေးအေးအနေနဲ့ယူထားတဲ့ဇင်ယန်ငွေသိန်း2000နီးပါးကိုပြန်ပေးရမယ်လို့အမိန့်ချမှတ်ခဲ့ပါတယ်ဒါကိုဒိုအေးအေးကမကျေနပ်လို့ နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိအယူခံဆက်တက်ခဲ့ပါတယ်။ဒီအမှုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုရောက်လာတဲ့အခါမှာတော့အမှန်တရားကတဖြည်းဖြည်းပေါ်လာပါတယ်။ဒေါ်အေးအေးဘက်ကပြောလဲဆိုတော့သူဟာဒီအိမ်ကိုတကယ်ရောက်ဖို့စာချုပ်ချွတ်တာမဟုတ်ပါဘူးတဲ့။ငွေလိုလို100ချက်ကို9ချက်တို့နှုတ်နဲ့ငွေသိန်း900ချက်ရှိခဲ့တာပါ။ဒါပေမဲ့ငွေရှင်ဒေါ်နန်းလီကငွေရှင်းစာချုပ်မလုပ်ပေနဲ့အယောင်အဝယ်ဇယံပေးစာချုပ်လုတ်ခိုင်းခဲ့ပါတယ်။အချိန်တွေကြာလာတော့အတူတွေပုံလာတိုင်းစာချုပ်အသက်တွေထက်ရှုပ်ရတယ်။ ပထမစာချုပ်ချုပ်တုန်းက3500ကျပ်ဒုတိယစာချုပ်မှာ3100ဖြစ်လာပါတယ်တတိယစာချုပ်မှာ3300ကျော်စတုတ္ထစာချုပ်မှာ3500ကျော် နောက်ဆုံးတရားစွဲတဲ့စာချုပ်မှာတော့3000နီးပါးအထိဖြစ်လာတာပါဒါဟာငွေလက်ငင်းပြည့်ရှိပြီးတော့အင်ဝယ်တာမဟုတ်ပဲအတိုးပေါ်အတိုးဆင်းပြီးတော့စာချုပ်ပါကိန်းကနန်းတွေပြောင်းသွားတယ်ဆိုတာထင်ရှားနေပါတယ်ဝေရှင်ဒေါ်နန်းလီကိုရိုင်းကလည်းတရုတ်ခွင်မှာဝန်ခံထားပါတယ်။စာချုပ်ချုပ်တဲ့နေ့မှာဒီငွေ3000နီးပါးကိုလက်ငင်းပြည့်ရှိခဲ့တာမဟုတ်ပါဘူးလို့ထွက်ဆိုထားတာပါ။ ဲဒီနေရာမှာတရားရုံးချုပ်ကအဓိကသုံးသပ်တာကဒီစာချုပ်ဟာဟန်ဆောင်စာချုပ်ဖြစ်နေတယ်ဆိုတာပါပဲဥပဒေမှာဟန်ဆောင်စာချုပ်ကိုအတည်ပြုခွင့်မရှိပဋိညာမှာမြောက်ဆိုရဲမူရှိပါတယ်ဆိုလိုတာကတကယ်ရောက်မရရချက်မရှိဘဲနဲ့ငွေရှိတာကိုဖုံးကွယ်ဖို့လုပ်ထားတဲ့အယောင်းဝင်စာချုပ်ဟာတရားမဝင်ပါဘူးတရားရုံးချုပ်ကဘာဆုံးဖြတ်လိုက်လဲဆိုတော့ငွေရှင်ကငွေပေးရှိခဲ့ရတဲ့ဆိုတဲ့အထောက်အထားမပြနိုင်ဘူးအတူတွေပေါင်းပြီးစာချုပ်တန်ဖိုးမြင့်ထားတဲ့ကျွေးမိတွေသာဖြစ်တယ်ဒါကြောင့်ဒီစာချုပ်ဟာ ထန်ဆောင်စာချုပ်ဖြစ်လို့စာချုပ်ပါဇယံငွေသိန်း2000နီးပါးကိုပြန်ပေးစီဆိုတဲ့အောက်ရွံ့နေရဲ့အမင်းကိုပေးဖြတ်လိုက်ပါတယ်။ဒိုနန်းညီဆွဲဆိုတဲ့အမှုန်ကိုပါလာလိုက်ပါတယ်။ကဲဒီမှုကနေကျွန်တော်တို့မိတ်ဆွေတွေဘာတင်ကန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ။ငွေရှိကြံလို့ဟန်ဆောင်ပြီးတော့အယောင်းဝယ်စာချုပ်တွေလုံးဝမချုပ်ပါနဲ့။အဲ့ဒီလိုချုပ်ရင်ဥပဒေအရအကာအကွယ်မရနိုင်ပါဘူး။တကယ်လို့ဟန်ဆောင်စာချုပ်ဖြစ်နေခဲ့ရင်လေတရားရုံးမှာခိုင်လုံတဲ့တည်တည်အထောက်ထားဥပမာအရင်ရှုပ်ဆိုခဲ့တဲ့စာချုပ်အဟောင်းတွေ ငွေပေးငွေယူစည်းရင်းတွေကိုတင်ပြနိုင်ရင်အမှန်တရားကပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုဥပဒေဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတဆုံတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ